ဆရာကြီးမောင်သိန်းလွင်ရဲ့မွန်တီခရစ္စတိုမြို့စာကြီး အခန်းလေးအစားမင်္ဂလာဆောင်တစ်ခုအက်ဒမွန်နဲ့ဒန်ဒီတို့ရဲ့မင်္ဂလာအိတ်ခံွယ်ဒီလိုစိတ်မရှာမီဝေးနှီးကုန်းချုံနေတဲ့အချိန်နဲ့တစ်ချိန်နဲ့တပြိုင်နက်တည်းမှာပဲတခြားမင်္ဂလာအိတ်ခံွယ်တစ်ခုကိုမဆင်းမကျင်းမနေပါတယ်။ဒါပေမဲ့ဒီမင်္ဂလာအိတ်ခံွယ်ကတော့သင်္ဘောသားတွေနဲ့စစ်သားတွေအလီမှကျင်းပတာမဟုတ်ပါဘူး။မျိုးရလူကုန်ထံအတအထက်တန်းလွှာမင်းမျိုးနွေမင်းမျိုးနွေတွေကြားမှာကျင်းမာတာဖြစ်တဲ့ ငယ်ရွယ်တဲ့လက်ထောင်နိုင်ငံတို့ဥပဒေအရာချိမွန်စီယာဒီလီဖို့ကစိတ်မီရန်အမတ်ကြီးနဲ့အမတ်ကြီးကတို့တို့ရဲ့သမီးယီနီးကိုလက်ထပ်မှာဖြစ်ပါတယ်။ဒီအိခန်မွေးကိုတက်ရောက်လာတော့လူအလုံးကတော့နပိုလီယန်ဘိုနာပတ်ရဲ့ထာဝရရန်ဖက်တွေဖြစ်တဲ့နပိုလီယန်အုပ်စိုးအုပ်ချုပ်စဉ်ကသူကြဆုံးဖို့အတွက်ရှုပ်ဝက်ကြံစီလှုပ်ဆောင်နေကြရင်သူတို့တွေဟာနိုင်ငံခြားသို့ထွက်ပြေးရောက်ရှိနေကြတယ်။ ယခုအခါမှာတော့သူတို့ဟာပြည်သက်နိုင်ငံတော့ပြန်လဲရောက်ချိကြပြီးဘရင်အစ်စ်လူဝီဘရင်ရဲ့လက်အောက်အရေးပါတဲ့ရာထိုးတွေမှာ တာဝန်ထမ်းဆောင်နေကြပြီဖြစ်တယ်။ဒါပေမဲ့ငရွေတူဘီလီဖိုကတော့နပိုလီယံဘက်တော်သားတယောက်ရဲ့သားဖြစ်ပါတယ်။ပြင်းထန်တုံလန်ရေးကာလအတွင်းကသူဖခင်ကသူ့ရဲ့သူရေးကောင်းမျိုးရိုးနာမည်ကိုစွန့်ပီးတဲ့သူရေးကောင်းမျိုးရိုးနာမည်ဖြစ်တဲ့90 DB Lee Pho ဆိုတဲ့အမည်နာမကိုပြောင်းပြီး တာမန်ယိုယိုနိုင်တီးယားဆိုတဲ့နာမည်ကိုခံယူတယ်။နောက်ပိုင်းမှာသူဟာနပိုလီယံရဲ့ယုံကြည်စိတ်ချရသူနပိုလီယံကိုထောက်ခံသူတစ်ယောက်ဖြစ်လာတယ်။တော်တော်လေးဒါဖြစ်သူကတော့သူ့ရဲ့ဖခင်ဖြစ်သူကိုဆွံ့လွတ်တယ်။သူ့ရဲ့ကိုယ်ပိုင်မျိုးရိုးနာမည်ဖြစ်တဲ့ DBD4 ဆိုတဲ့ဘွင်းနာမည်ကို ပြန်လည်ခံယူတယ်။သူကဘရင်စနစ်ကိုထောက်ခံသူဘရင်ဘက်တော်သားတာတစ်ယောက်ဖြစ်တဲ့လက်ထောက်ဥပဒေအရာရှိရဲ့အတုတော်ဝန်ကိုထမ်းဆောင်နေတဲ့သူဖခင်1စီယာ နွိုင်ထီယာကတော့အခုရစ်ပရိမာနေထိုင်စီဖြစ်တဲ့ဒီဒုတိယမင်္ဂလာအိခန့်ဝင်းကျင်းမနေစီမှာ အခန်းလေးတော့အစီခံတရားဝင်လာတဲ့သူကလက်ထောက်ဥပဒေအရာရှိစာထံတို့စာတစောင်ကိုပေးလိုက်တဲ့ပြီးတော့သူ့နာနာကိုကပ်ပြီးတီတိုးစကားအနည်းငယ်ပြောလိုက်တဲ့ကိုမင်းစီကနေခဏလောက်ထွက်ခွာသွားရလိမ့်မယ်လို့ဒီဗီမီဖို့ကသူ့ရဲ့တတို့သမီးလောင်းကြီးမီးကိုပြောလိုက်တဲ့ဖြစ်နိုင်သမျှအစိုးဆုံးပြန်လာခင်မယ်ဘာဖြစ်လို့လဲဘာကိစ္စပေါ်လို့လဲတို့ရင်းရမေးလိုက်တဲ့ သူကစာကိုသူမတို့လက်ဆက်ကမ်းပေးလိုက်တယ်။သူမကရေးထားတဲ့စာလုံးတွေကို ဖတ်တယ်။နိုင်ငံတော်ဥပဒေအရာရှိအားတည်င်းဖို့အကြောင်းကြားအပ်ပါတယ်။ဖာရန်တင်ဖို့မှာပထမအရာရှိအက်ဒမွန်ဒန်ဒီသည်မာဆေးစစ်ကမ်းမြို့သို့ယနေ့နံနက်ရောက်ရှိပါသည်။အဘကျွန်းတို့ဝင်ရောက်ဆက်သွေခဲ့ပြီးမှရောက်ရှိလာခြင်းဖြစ်တဲ့သူအားနပိုလီယံမှစတဲ့ဆောင်ပေးလိုက်ပါတယ်။ပေရစ်ရှိနပိုလီယံပေါ်နာပက်ပက်တို့သာကော်မတီတို့ပေးဖို့ရန်လိမ့်မှုထားပါတယ်။ အကယ်၍၎င်းအားဖမ်းမိမည်ဆိုပါကအဆိုပါစာကိုသူ၏ကိုယ်ပုံမှဖြစ်စေသူဖခင်၏အိမ်내ဖြစ်စေသို့မဟုတ်ဖာရန်တင်မို့ပုံမှသူ၏အခန်းတွင်ဖြစ်စေတွေ့ပါလိမ့်မယ်။ဒါပေမဲ့ဒီစာကရှင်းစီကိုလိမ့်မှုထားတာမှမဟုတ်ပဲနိုင်ငံတော်ဥပဒေအရာရှိချုပ်စီလိမ့်မှုထားတာပဲလို့ယူနီယာအမေဒိတ်တန်နဲ့ပြောလိုက်တဲ့မှန်ပါတယ်။ဒါပေမဲ့အက်ဒမွန်ဒန်ဒီကိုအခုလေးတည်းဖမ်းမိပြီလို့ကိုယ်စီတင်ပို့တယ်။ ဥပဒေအရာရှိကမရှိတဲ့အချိန်အခါဆိုတော့သူရဲ့လက်ထောက်ဖြစ်တဲ့ကိုကဒီလူကိုစစ်ဆေးရမှာဖြစ်တယ်လို့ဒီဒီလီဘော့ကပြန်ပြောတယ်။တက်တက်ညာညာနဲ့ဂယူနာထားပေးပါနော်လို့ရီနီယာတိုတီတိုလေးမှကြားတယ်။ဒီနေ့ဟာကျမတို့ရဲ့မင်္ဂလာနေ့ဆိုတာဒီလေးရပါနော်။ကျမအနေနဲ့ဘေးအရာကမှမင်္ဂလာပေးဖို့အဟံအတာအဖြစ်စီမဖြစ်စေချင်ဘူးလေ။ပီလီဘိုကသူမရဲ့ဘေးဘက်နာသွားပြီးသူမရဲ့ပခုံးကိုဖက်လိုက်တယ်။အချစ်ရဆုံးရင်းနီမင်းအတွက်ကြောင့်က ဂယုနာထားဖို့ကိုစူးစမ်းပါမယ်။ဒါပေမဲ့ဒီလူကိုတိုင်တန်းဆွဆေးချက်ဟာအမှန်တွေဆိုရင်တော့မင်းကိုကိုခွင့်ပြုချက်တခုပေးရလိမ့်ပေးလိမ့်မယ်။သူ့ကောင်းကိုဖျက်ဖို့ပေါ့။နီးကတုံ့ပြန်အံ့ဩပြီးထိထွက်သွားလိုက်မိပါတော့တယ်။ခန်းကတရားသူကြီးတရားလူကြီးပီလီဖို့ကသူ့လူတွေဒီကတယောက်စီကစာရွက်တစ်ခုရကိုယူလိုက်တယ်ပြီးတော့အမိပေးလိုက်တယ်အကျဉ်းသားကိုခိုခဲ့ဒန်ဒီအခန်းလေးတော့ဝင်လာတယ်မင်းဘယ်သူလဲဘာအလုပ်လုပ်နိုင်တယ်လဲလို့ပီလီဖို့ကမေးတယ် ျွန်တော်နာမည်အက်ဒမွန်ဒန်ဒီပါ ကျွန်တော်ဟာမော်ရယ်ရဲ့တင်းမိုးတွေအနက်တစ်စီးဖြစ်တဲ့ဖာရန်တင်းမိုးကအရာရှိတစ်ယောက်ဖြစ်ပါတယ်လို့လူငယ်ကပြန်ပြေတယ်။မင်းရဲ့အသက်ဘယ်လောက်ရှိပြီလဲ20ပါ။စစ်သားတွေရောက်လာတော့မင်းဘယ်မှာရှိနေသလဲ။ကျွန်တော်က ကျွန်တော်ရဲ့မင်္ဂလာဆောင်အခမ်းအနားမှာရှိနေပါတယ်။ဒန်ဒီရဲ့အတန်ကားကြီးကွေးနေတယ်မြေရည်တွေဝေးနေတယ်ဒီနေ့စိုးစိုးပိုင်းကတော့အရန်ကိုစိတ်ရှင်ပြီးချမ်းမြေ့ခဲ့ရတယ်အခုတော့ ဒီလူသူ့ရဲ့မင်္ဂလာဆောင်အခမ်းအနားနဲ့လွေးဆိုခေးရတယ်စိတ်မကောင်းစရာပဲလို့ဒီလီဘုတ်ကတွေးတိုးနေမိတယ်ဒါပေမဲ့သူကဆက်မိတယ်မင်းနပိုလီယံအတွက်အလုပ်လုပ်သလားသူ့ရဲ့တင်းမိုးတစည်းစည်းကိုကျွန်တော်ဆက်သွယ်လုပ်ခန့်ရှင်ခဲ့ပါတယ်ဒါပေမဲ့သူကအရာကြပြီးအာနာမိသွားခဲ့တယ်လေလူတွေကမင်းကိုအနေရရှိတဲ့လူတယောက်လို့ထင်နေကြတယ်မူလအတန်းအာနာပြန်ရအောင်နပိုလီယံကိုမင်းကပြန်ကိုချင်တယ်လို့သူတို့ကပြောကြတယ်ကျွန်တော်လားခမညာ အန္တရာယ်ရှိတယ်ကျွန်တော်အသက်က20ပဲရှိပါသေးတယ်အနာရဖို့ဘာဖို့ဆိုတဲ့ကိစ္စတွေကို ကျွန်တော်မသိပါဘူးကျွန်တော်အဖေကိုကျွန်တော်ချစ်တယ်မော်ရီကိုချစ်တယ်အားလုံးအနဲ့မာစီတီကိုတော့အချစ်ရဆုံးပါပဲလူကြီးမင်းကိုကျွန်တော်ပြောပြနိုင်တာကတော့ဒါအကုန်ပါပဲခင်ဗျာမင်းမာရန်သူတွေရှိသလားရန်သူတွေဟုတ်လားလို့တန်ဒီကမေးလိုက်တယ်အရေးပါတဲ့ပုံကိုယ်တွေမှာဒါရန်သူတွေချစ်ကြပါတယ်ကျွန်တော်ကအရေးပါအရာမရောက်ပါဘူး မှန်တာပေါ့မင်းရဲ့အသက်က20ပဲရှိသေးတယ်ဒါပေမဲ့ခမားမင်းကတင်းမိုးတစည်းရဲ့ကပတင်ဖြစ်လာတော့မယ်မင်းကမိမချိုးလေးတယောက်နဲ့လေလက်ထပ်တော့မယ်မင်းတိတ်ကိုကန်ကောင်းနေတဲ့အတွက်တယောက်ယောက်ကများမင်းကိုမူးနေသလားလို့ပီတီဘိုးကမေးလိုက်တယ်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်ကျွန်တော်တော့မသိပါဘူးခင်ဗျာလူတွေအကြောင်းကိုလူကြီးမင်းကကျွန်တော်ထက်ပိုသိပါတယ်ဒီစာကိုငါလက်ခံရရှိတယ်ဒီလက်ရည်ကိုမင်းသိသလားဒန်ဒီကစာကိုဖတ်ကြည့်တယ်သူ့မျက်နှာမှာကြေကွေးတဲ့ဒုက္ခရည်တစ်ခုဖြတ်သိမ်းသွားတယ် ဟင်ဒီလက်ရည်ကိုကျွန်တော်မသိပါဘူးဒါပေမဲ့ဒီစာကိုရေးတဲ့သူကတော့ကျွန်တော်ရဲ့တကယ့်ရန်သူတယောက်ပါပဲကဲအခုငါ့ကိုဖြေချပါဒီစာထဲမှာပါတဲ့ပြုတ်ကြဖြောင်ပြချက်တွေဟာမှန်တလားလို့တရားသူကြီးကမေးတယ်မှန်ပါဘူးခမားလို့တန်တရားပြန်ဖြေကြတယ်လူကြီးမင်းကိုဖြည့်ရမှန်တွေပြုတ်ပြပါမယ်နေပေကနေကျွန်တော်တို့ထွက်ခွာလာပြီးမကြမီမှာကပတိန်လက်ကလိုးစတင်ပြီးနာမကျန်းဖြစ်ပါတယ်သုံးရက်မြောက်နေ့မှာသူအရန်ကိုဖျားပါတယ် သူကကျွန်တော်ကိုခေါ်ပြီးငါ့ကိုတခုခုဆောင်ရွက်ပေးဖို့ကတိပေးပါ။အရန်ကိုအရန်ကြီးအရေးကြီးလို့ပါလို့ပြောတဲ့ကျွန်တော်ကကတိတခုပေးလိုက်တယ်။ငါသေးသွားပြီးတဲ့နောက်မှာမင်းဟာကပတိန်ဖြစ်လိမ့်မယ်။အဘာကျုံးကိုသွားပြီးမာချေဘာထရွန်ကိုမင်းမြန်းစုံစမ်းပါ။သူ့ကိုဒီစာပေးပေးပါ။သူကလည်းမင်းကိုတခြားစာတစ်စောင်ပြန်ပေးပါလိမ့်မယ်။ အဲ့ဒါကိုဘေနီယာကိုပို့ပေးရမယ်ဘေနီယာတို့ယူသွားရမယ်ဆိုတာသူကမင်းကိုပြောပြပါလိမ့်မယ်လို့ပြောတယ်။အဲ့ဒါကတော့ Captain Lack လို့ပြောပြတဲ့အကြောင်းပါပဲ။အဲ့ဒီတော့မင်းကမလုပ်တလဲလို့တရားသူကြီးကမေးတယ်။ကျွန်တော်ကသဘိုးတူလိုက်တယ်။ Lack လို့ကသင်္ခါနီးစစ်စစ်ဖြစ်နေပြီ။သင်္ဘောတကြီးပေါ်မှာဆိုရင် အထက်အရာရှိတယောက်ရဲ့နောက်ဆုံးပန်ကြားပြောဆိုချက်ဟာအမင်းတစ်ခုပါပဲ။အဘာကျုံးကိုကျွန်တော်ရောက်သွားခဲ့တယ်။ကမ်းမော်ကိုကျွန်တော်တယောက်တည်းသွားတယ်။ကျွန်တော်ကစာကိုမရှိပါထွန်းလို့ပြီးတယ်။ ူကပေရဲမှာရှိတဲ့လူတယောက်ကိုပေးဖို့စာတစောင်ကျွန်တော်ကိုပေးတယ်။ကျွန်တော်ဒီကိုပြန်ရောက်တယ်။မာစီဒီနဲ့တွေ့တယ်။ကျွန်တော်မင်္ဂလာဆောင်အတွက်စီစဉ်တယ်။မနေ့ပြန်မှာကျွန်တော်ပေရဲကိုတွားမလို့ဟာမင်းတော်တော်မိုက်မိတာပဲအမျိုးအမည်မရှိတာပဲဒါပေမဲ့မင်းကမင်းကပတင်ရဲ့နောက်ဆုံးအမိတွေကိုလိုက်နာခဲ့ရတာပဲလေအဘကျွန်းကနေမင်းယူလာတဲ့အစာကိုငါ့ကိုပေးစမ်းခိုရင်ငါစီလာပါမယ်လို့မင်းကတိပေးပါကဲအခုမင်းရဲ့မိတ်ဆွေတွေစီမင်းပြန်နိုင်ပါပြီလို့ဘီလီဖိုးကပြောလိုက်တယ် ဆိုတော့ကျွန်တော်လွတ်သွားပြီလားခင်ဗျာလို့တန်တီကအာရဝမ်းသာမေးလိုက်တယ်။အေးဒါပေမဲ့အစာကိုအရင်ပေးပါအောင်လူကြီးမင်းစီရောက်နေနေပါပြီခင်ဗျာ။တခြားစာနဲ့အတူအဲ့ဒီစာကိုစစ်သားတွေယူသွားကြပါတယ်။အဲ့ဒီစာတွေအကုန်လုံးစပွေးပုံမှာရှိပါတယ်။တန်တီကပြန်ဖို့အတွက်သူ့ဦးထုပ်ကိုယူလိုက်တဲ့အခါနေပါအောင်စာပုံမှာဘေသူနာမင်းနဲ့လိမ့်စာတတ်ထားတယ်လို့ဘီလီဖိုးကမေးတယ်။အိုင်ဒီယာပေးရမျိုးလို့တတ်ထားတာပါ။ဘီလီဖို ပီလီဘောရဲ့မျက်နှာကဖြူဖက်ဖြူဝဲဖြစ်သွားတယ်။ပြီးတော့သူကစိုးရင်ထိတ်လန့်တော့ပုံရတယ်။နွိုက်တီးယာသူကတီတိုးလေတန်နဲ့ရည်ရွယ်လိုက်တယ်။နွိုက်တီးယာဟုတ်ပါတယ်ခမားတူကိုတီးလို့လားလို့ဒန်နီကမေးလိုက်တော့မတီးပါဘူးလို့ပီလီဘောကပြန်ပြေတယ်။ငါကဘရင်ဘက်တို့သားစစ်စစ်တယောက်ပဲသူ့အကျိုးစီးပွားကိုဖျက်ဖျက်ဆီးခြင်းတဲ့လူတွေကိုငါမတီးဘူး။နွိုက်တီးယာကဘရင်အကျိုးစီးပွားကိုဖျက်ဆီးခြင်းလို့လားလို့ဒန်ဒီကမေးလိုက်တယ်။ တန်တရားစိုးရင်ထိတ်တန့်စာပြူလာတယ်ကျွန်တော်ခမည်းကိုပြိုးခဲ့ပါတယ်စာကိုကျွန်တော်မဖတ်ခဲ့ဘူးဘာရရေးထားမှန်းကျွန်တော်မသိဘူးအေးပါဒါပေမဲ့စာအိတ်ဘဝနာမည်ကိုမင်းမြင်ခဲ့တာပဲဟုတ်ပါတယ်ကျွန်တော်နာမည်ကိုဖတ်ပါတယ်ကျွန်တော်ကအဲ့ဒီစာကို Nidia ကိုပေးဖို့ရှိတယ်လေအဲ့ဒီစာကိုဒီရောက်ရောက်ကိုပြခဲ့ဘူးသလားလို့ PD ဘဝမေးလိုက်တယ်ဟဲ့အင်းဘသူ့ကိုမှကျွန်တော်မပြခဲ့ပါဘူးကျွန်တော်တကယ်ပြောတာပါ ဒန်တီကဘီလီဖိုးရဲ့မျက်နှာကိုကြည့်ပြီးစိုးရင်ထိလန့်တော့တယ်။ဘီဖိုးကစာကိုဖတ်လိုက်တယ်။ပြီးတော့သူ့မျက်နှာကိုသူ့လက်တွေနဲ့အုပ်ထားလိုက်တယ်။အလိုလေးစာထင်းမှာဘာပါတယ်ဆိုတာသူသိများသိနေသလား။ငါရဲ့နာမည်ရင်းကိုသူသိနေသလား။ Nightia ဆိုတာငါအဖေမန်းသူသိနေသလား။အကယ်၍ဒီကိစ္စကိုသာသူသိနေတယ်ဆိုရင်ငါတို့ဒုက္ခရောက်ပြီလို့တရားသူကြီးကတွေးတိုးနေဆန်းမိတယ်။ ပြီးတော့သူကဒန်ဒီကိုတည်တည်ဆရာကြည့်လိုက်တယ်အဲ့ဒီနောက်သူကပြောလိုက်တယ်အခုလိုလိုစေမင်း ပြန်ခွင့်မရှိသေးဘူးဒီမှာခဏလို့မင်းနေရမယ်မင်းနေရမယ့်ကာလတက်နေသမျှအနည်းဆုံးပြရငါကြိုးစားပါမယ်မင်းနဲ့ညှိနေတဲ့တခုလေးသောကိစ္စကဒီစားပဲသူကစပွေးဘူကနေဆောက်ကိုယူလိုက်တယ် မိဖို့ရှိတဲ့နေရာကိုသွားတယ်ကြည်ဒီစာကိုငါမိချိုးပြစ်လိုက်တယ်ဟိုခမားဟာတိတ်ကျင်တာပါပဲတဲ့ဗျာလို့တန်နီကပြောလိုက်တယ်နားထောင်စမ်းလို့ပီလီဘိုးကပြောလိုက်တယ်ငါမင်းကိုကူညီမယ်ဆိုတာမင်းသိတယ်နော်ဒီနေ့ညနေရောက်တဲ့အထိမင်းဒီမှာနေရလိမ့်မယ်ဗာမေးခွန်းတွေကိုပဲမေးမေးမဖြစ်နဲ့ဒီစာနဲ့ပတ်သက်ပြီးတခွန်းမှမပြောနဲ့နွိုက်တီးယားဆိုတဲ့နာမည်ကိုလည်းမပြောနဲ့ကျွန်တော်ကတိပေးပါတယ်ပီလီဘိုးကကိုလိုက်တော့စစ်သားတယောက်အခန်းထဲဝင်လာတယ် ီစစ်သားနောက်လိုက်သွားလို့ဘီလီဘိုကတန်နီကိုပြိုလိုက်တဲ့တကားပိတ်သွားတော့ဘီလီဘိုကကလထန်တလုံးမှထန်ချလိုက်တဲ့အိုအဖေရဲ့ဒီစာအကြောင်းလူတွေသာတည်သွားကြရင်ကျွန်တော်အတွက်ဘဝနီကုန်းချိုးသွားလိမ့်မယ်ဒီကိစ္စဘယ်သူမှမသိအောင်တည်တည်ချာချာလုပ်ရမယ်